စွန့်လွတ်ခြင်းနဲ့ရယူခြင်းတစ်ခုကိုစွန့်လွတ်ပြီးတော့တစ်ခုကိုရအရာခသိန်းဟာတစ်ခုကိုစွန့်ပြီးတော့မှနောက်တစ်ခုကိုရယူချာအဲ့ဒီလိုရယူတဲ့အခါမှာတန်ဖိုးခြင်းကြည့်ဖို့လိုအပ်တယ်ကိုစွန့်လွတ်လိုက်ရတဲ့တန်ဖိုးကများသလား ရလိုက်တာကအများသလားအမြဲတမ်းစဉ်းစားပြီးတော့ကြည့်ဖို့လိုအမြဲတမ်းစဉ်းစားသုံးသပ်ဖို့လိုလောကမှာလူတွေကပြောကြတယ်ဆွန့်လွတ်လဲရတာကတံမိုးကြီးပြီးရလိုက်တာကနဲတယ်ဆိုလို့ရှိရင်တော့ဆုံးရှုံးနေတာတယ်လို့ဒီလိုပြောကြတယ်လောကီဘက်ကပြောကြတယ်ဆုံးရှုံးနေတာတယ်ပြေးလဲရတာအများကြီးရလိုက်တာနည်းနည်းလေး ဤတချို့ကြတော့ပေးလိုက်ရတာကနည်းနည်းလေးရလိုက်တာကအများကြီးဆိုဒီလိုရှိရှိအဲ့တော့ဘုန်းကြီးတို့တွေဘာပဲလုပ်လို့ဆွန့်လွတ်လိုက်ရတာနဲ့ရလိုက်တာဒီနှစ်ခုဟာအမြဲတမ်းနှိုင်းရှင်ပြီးတော့ဆင်ញံစဉ်းစားဖို့လိုအပ်တယ်အဲ့လိုဆင်ញံစဉ်းစားတဲ့အခါမှာလောကီအမြင်နဲ့လောကီအတွေးနဲ့ချိမလား လောကီရဲ့ရှုထောင့်ကကြီးမလားသူတော်ကောင်းတွေရဲ့ရှုထောင့်ကကြီးမလားဆိုဒီကြည်တန်တစ်ခုရှိကြည့်လောကီရှုထောင့်ကကြီးပဲဆိုလို့ရှိရင်ကိုရှိတဲ့ပစ္စည်းဥစ္စာတစ်ခုကိုစွန့်လိုက်ရတယ်ဆိုဘလူဒါနလောက်တယ်ဆိုရင်လောကီရှုထောင့်ကကြီးမယ်ဆိုရင်လှူလဲရတာပစ္စည်းတွေကုန်သွားတဲ့အတွက်ကြောင့်ညက်တယ်လို့လူတွေကသိပြီးတော့မထင်ဘူး။ဘာဖြစ်လို့တော့ဆိုတော့ လှူလဲရတဲ့ဖြစ်ကိုယ်မှာဆုံးရှုံးသွားတာတွေကအများကြီးပဲစွန့်လဲရတာအများကြီးရလဲရတာကြတော့ကိုယ်ကမမြင်ရတော့တချို့ကြတော့လောကီရှူတော့မှချင်းရှုံးနေတယ်လို့ထင်နေကြတယ်နောက်တချို့ကိစ္စတွေမှာဆိုလို့ရှိရင်လည်းအရှုံးမြတ်တွေ့တာဟာလောကီလူသားတွေအရှုံးမြတ်တွေ့ပုံနဲ့ ဗရိယသူတော်စင်တွေရဲ့အရှုံးမြတ်အတွက်ပုံပါအမတန်ကွန်ချာဆိုပါတော့ကိုချင်းတရားနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးမှာအချို့ချို့ပုဂ္ဂိုလ်တွေဆိုပါတော့ဥပုသ္တိလဆောင်းဆုံးနေဥပုသ္တိလဆောင်းဆုံးနေတဲ့အခါမှာ အကယ်၍များစွာမစားဘူးဆိုလို့ရှိရင်ငါယောဂဝေဒနာတွေတိုးလိုက်မယ်များစွာမစားလို့မဖြစ်ဘူးဆိုပြီးတော့ဥပုပ်ကိုချပြီးတော့များစွာစားတယ်အဲ့ဒါနှစ်ခုကိုလည်းလည်းနိုင်ရှင်ကြီးတော့ချင်းဆုံးလွန်လိုက်တာကဥပုပ်ရယူလိုက်တာအာဟာရ အဲ့ဒီနှစ်ခုရဲ့တန်ဖိုးကိုကြည့်မယ်ဆိုရင်တမ္မာအားဖြင့်လူတွေတွေးတာတော့အေးအသက်ရှင်ဘုရားရေးကြည့်တယ်လို့ဆိုပြီးတော့ဘာကိုဆွန့်လွတ်လိုက်တော့ဆိုတော့သူဘုဒ္ဓီလာကိုဆွန့်လွတ်လိုက်ပြီးတော့ညသာစားခြင်းဆိုတဲ့အာဟာရနဲ့ခန္ဓာကိုယ်ကိုဖြည့်ခြင်းပေးလိုက်ကြတယ်အဲ့ဒီကိစ္စဟာ တမ္မာအရတွေးတွေးမယ်ဆိုလို့ရှိရင်မှန်ကန်နဲ့လုပ်ရလို့ပဲဒီလိုပြောကြမှာ။နောက်ဆိုချမ်းမရေးအတွက်လုပ်တယ်ဒါမှချမ်းမမယ်လို့အတွက်နဲ့ဒီလိုသို့တော့အရိယသူတော်စင်တွေနဲ့တွေ့မယ်ဆိုလို့ရှိရင်တံပိုးမရှိတဲ့အရာကိုရယူပြီးတံပိုးရှိတဲ့အရာကြီးကိုဆုံးလွှတ်လိုက်တာလို့ဒီလိုပြောအောင်။ဘာဖြစ်လို့လဲဆိုဥပုသ္တိလာရဲ့တံပိုးကအမတ္တမမြတ်တယ်။ ဥပုပ်ကိုချပြီးတော့စားလိုက်တဲ့ညစာရဲ့တန်ဖိုးကဘာမှမရှိဘူး။သို့သောလူတွေကတွေ့တယ်အဲ့ဒါကိုမှန်တယ်လို့ပဲတွေ့တယ်ပေါ့နော်။အေရိယသူရစင်းနေရှူတော့ကနေကြည့်မယ်ဆိုလို့ရှိရင်ဥပုပ်ကိုချပြီးညစာစားတာဟာတန်ဖိုးမရှိတဲ့အရာနဲ့တန်ဖိုးရှိတာကိုလဲလိုက်တယ်။ဒီလိုအိဗေပဲရသွားတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ဥပုတ်တိလရဲ့တံပိုးကအမတန်မှကြီးမားပြီးတော့စားလိုက်ရတဲ့များစွာတဏ္ဍရဲ့တံပိုးကဘာမှမရှိဘူး။ပြောမယ်ဆိုရင်တိလနဲ့အစာအာဟာရကိုလဲလိုက်တာလို့ဒီလိုအဓိပ္ပာယ်ရနေတယ်ပေါ့။ဒါကြောင့်မို့တကယ်သူတော်ကောင်းတွေတံပိုးကိုတည်တဲ့သူတော်ကောင်းတွေကြတော့တချို့ကြသေးခြင်းသေးပါစေမစားဘူးဆိုဆို နာရဝိန်တထေအိမ်မှာအလုံးလုံးတဲ့အလုံးသမားတယောက်ဟာဥပုံနေဆိုတာသူ့ကိုဘယ်သူမှမပြောသေးတဲ့အတွက်ကြောင့်မနေ့စောစောတည်းကအလုံးခွဲကိုထွက်သွားတော့